းမင်္ဂလာပါမိတ်ဆွေတို့အတွက်နေ့စဉ်နဲ့များကျွန်တော်တက်တော့အောက်လေးရနေပြီးတော့မိတ်ဆွေတို့ပေါ့နော်အသုံးပြုလွယ်ကူထိရောက်စီတဲ့ရေဒီယာနည်းလေးတွေအဖမင်းနေခပြင်ပြပြီးတဲ့ထဲကတကယ်ကိုအကျိုးရှိအကျိုးဖြစ်ထွန်းစီတဲ့ပေါ့နော်လွယ်လွယ်ကူနည်းစနစ်လေးတွေမျှဝေပေးတယ်ဆက်တက်တော့အောက်လေးကခုမှဖောက်တာဆက်တက်တော့အောက်လေးအပေါင်းနဲ့အသေးပြီးရှင်းလင်းတော့ပါနော် ဲ့တော့ကျွန်တော်မိတ်ဆွေတွေအတွက်ပေါ့ဒီခေါက်မှာပေါ့နော်မိမိတို့အိမ်လေးတွေမှာအမားယွန်းလေးတွေပြုလုပ်တာလေးတွေကယူဆိုင်စီခြင်းနေပေါ့အရလေးတွေဖြစ်နေတယ်ဆိုတော့မိတ်ဆွေတို့မိသားစုကျမ်းမာရေးညံတတ်တယ်စီးပွားရေးညံတတ်တယ်အမှုခင်းအခက်ခဲပြဿနာတွေကျုံ့ဆွန်တတ်တယ်ဒါလေးတွေတော့ကျွန်တော်မိတ်ဆွေတွေတတိမူစည်းခြင်းနေပေါ့နော်ဒါမျိုးလေးတွေစင်ကျင်ဖို့နည်းနည်းလိုအပ်တယ် ဘာမှမဟုတ်တဲ့ကိစ္စလေးလို့ထင်ရပေမဲ့တကယ်ကိုကြီးကြီးကျယ်ကျယ်မိသားစုတွေခက်ခဲပေးတတ်တဲ့ဒုက္ခတွေပေးတတ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်မိတ်ဆွေတွေပြောပြပေးချင်တာပေါ့နော်ဒီနီးလေးတွေပြုလုပ်လို့ရှင်ခိုက်တယ်ကျွန်တော်ဘေးနဲ့ဟော်ကြလို့ရှင်စမ်းပေါ့နော်စမ်းနမိတ်ဒီကျွန်တော်ကောင်းတာဒီအိဋ္ဌမကောင်းတာဒီအနိဋ္ဌပေါ့နော်အဲ့လိုအလွဲချော်လေးတွေရှိတယ်အဲ့တော့ကျွန်တော်မိတ်ဆွေတွေဒီနီးလေးတွေနည်းနည်းပေါ့နော် ဘီဒီစီယာမုံတော်လည်းပဲပေါ့နော်အဲ့ဒါကြီးဒီဂရုစိုက်ကြည့်ပါတတိထားကြည့်ပါအဲ့တော့ဆရာကရန်ကုန်မြောက်လပမြို့နယ်6ဝိတာမှတ်တယ်လေဆရာပြည်ဟောကန်ကလို့ပါဆရာမနေ့9နိုင်နေခင်တနေ့ဒီပိတ်ရမရှိနေ့စဉ်ဟောကန်ဖွင့်တယ်ဆရာဖုန်းနံပါတ်ဒီကဖိုးတူတူ80အေးဖိုးတူတူနော်လေးနှစ်နဲ့စပြီးတော့လေးနှစ်နဲ့ဆုံးတဲ့နှစ်ပတ်လေးပါပဲအဲ့တော့ကျွန်တော်မေရှိဒီပေါ့เนาะမိမိတို့အိမ်မှာပေါ့เนาะကိုက မြန်မာလူမျိုးတွေဆိုလို့ရှိရင်ဗုဒ္ဓဘာသာကိုဖျားကျောင်းဆောင်ထားတယ်ဆိုရင်ဒီဖျားကျောင်းဆောင်မှာပေါ့နော်မလူအလားတဲ့ပစ္စည်းပစ္စည်းတွေလုံးဝမတင်တင်ပါဘူးနော်အဓိကဖျားကျောင်းဆောင်မှာပေါ့နော်ဖျားနဲ့ပတ်သက်တဲ့အရာလေးတွေဒီကိုစွန်းတော့ကတ်တဲ့အရာလေးဒါမျိုးပဲထားတင်တယ်နောက်တစ်ခုကအရေးကြီးတာဒီဖျားပန်းဦးကြီးပေါ့နော်မျိုးနွေတယ်နွမ်းနေတယ်လုံးဝမထားကောင်းပါဘူးနော် တခုခုပေါ့နော်ပန်းပလူပြည်တွေလို့ရှင်လဲတခုခုတခြားအစားထိုးတဲ့ပန်းလေးတွေလွယ်လွယ်ကူကူလှူထားပါဒါဆိုလည်းအဆင်ပြေလုံးဝဖျားပန်းနေညှိုးနေတဲ့ခြောက်နေတဲ့တောက်တော်ရည်ကြီးခန်းခြောက်နေလုံးဝမထားကောင်းပါဒီလိုမျိုးတွေဖြစ်ပြီဆိုရင်တော့မိတ်ဆွေတို့မိသားစုကျမ်းမာရေးတွေညံ့မယ်စီးပွားရေးတွေထိခိုက်တတ်တယ်ပေါ့နော်ဖျားပန်းတွေကတော့ဘာပန်းကြီးပဲ လှူထားစီတာပါတကူလှူတာဒါကြောင့်ဘုရားချောင်းတော်နေရအမြဲတစီပေါ့เนาะအတန်းတန်ကျော်အတ်ရှင်းရမယ်ပေါ့เนาะဒါမျိုးလေးတွေပြုမယ်ဆိုလို့ရှင်မိတ်ဆွေတို့ကံကြီးကောင်းလာမယ်เนาะဘုရားရှင်ကိုခြင်းမို့ကိုခြင်းတဲ့တော့မမမဆိုင်တော့တော့ဖြစ်သွားမယ်အဲ့တော့အကောင်းသားကမိမျိုးအိမ်ဘုရားချောင်းတော်မှာပန်းနေလုံးဝမညူနှွမ်းနေပါနဲ့တော်တော်ကြီးလုံးဝမခံပါစေနဲ့ဘောเนาะ ဒါလေးတွေဝီယူဆိုင်ခြင်းအားဖြင့်မိတ်ဆွေတို့ပေါ့နော်ကံကောင်းကြပါသည်လက်ရှင်ကြပါသည်အဓိကတော့ဖရာဘန်းကဘာပန်းလေးတွေပဲလှူတာတူတာရပါတယ်နော်ဒါမဲ့ဖရာဘန်းညှို့နှံ့ခြင်းပေါ့နော်ဖရာဘန်း၆ချင်းအဲ့ဒါဒီတော့လုံးဝမထားကောင်းပါဘူးနောက်တစ်ပတ်ဒီဖရာကျောင်းဆောင်တွေပေါ်မှာမိသားစုဓာတ်ပုံတွေမထားတဲ့ဘူးနော်အဲ့တော့ကျွန်တော်မိတ်ဆွေတွေဒါလေးတွေဂယူဆိုင် စေခြင်းနဲ့အလုံးအေးချမ်းပါသည်အောင်မြင်ကြ